ကျွန်တော်ရေမိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာ။ဘာကြည်တန် channel လေးကနေစိတ်ဝင်စားပွဲထူးခြားစမ်းကြေကမ္ဘီယာဖီအမ်ဇလန်ကောင်းလေးကိုတင်ဆက်ပေးဖို့ချိန်ခါကြောက်ရွံ့လို့လာခဲ့ပြန်ပါပြီ။ဒီနေ့တင်ဆက်ပေးမယ်။နှငါငရွေးနဲ့ကမ္ဘီယာဖီအမ်ဇန်လို့အမည်ရတဲ့စိတ်ဝင်စားပွဲထူးခြားစမ်းကြေကမ္ဘီယာဖီအမ်ဇလန်ကောင်းလေးကိုတင်ဆက်ပေးမှာဖြစ်လို့ခံစားနားဆင်အားပေးကြပါအောင်ခင်ဗျာ။အနေနဲ့ရရမှာ ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါကျွန်တော်တင်ဆက်သူကိုယ်တိုင်ချိန်ပြီးကျွန်တော်တင်ဆက်သူကိုယ်တိုင်ရောင်းချပေးနေတော့အယောနော်ကင်းနဲ့တရားရခိုင်နှုန်းအညာမြေမှာထွက်ရှိတော့တဘာဝမြေပဲစုံစီစစ်စစ်ကိုရောင်းချပေးနေပြီဖြစ်ကြောင်းတတင်းကောင်ပါပါရင်ဝေယူစားတော့အပိချင်းနဲ့ဆိုပါကဒီပရီယိုမှာတင်ထားတဲ့ဖုန်းနံပါတ်နဲ့ဘိုက်ပါမောင်းဆက်သွယ်မိမြန်စုံစမ်းမာယူနိုင်ပါပြီခင်ဗျာငရွေးနဲ့ကမ္မီယာဖြစ်ရဆန်းကုံမာမွေမွေး ရေမငရွေးလို့ဆိုရတဲ့ငရွေးကြီးများပေါင်းဂုံးမာစိတ်ပြင်းတဲ့မွေးဝေးကဲ့သို့ပဲရေမောင်ကြောက်စရာကောင်းတဲ့ငါကြီးတစ်မျိုးပဲဖြစ်ပါတယ်ငရွေးကြီးတို့မှာလူနဲ့အခြားတိရစ္ဆာန်တွေကို အကြောင်းမဲ့အန်ဒီရေပြုတ်လေမရှိတာကို တွေ့ရတယ်ငရွေးကြီးများကိုနှငါကြီးများလို့သတ်မှတ်ပြီးငရွေးကြီးများဆိုရင်ဖျားငါလို့သတ်မှတ်လေရှိကြပါတယ်ငရွေးကြီးများငထွေးကြီးများကိုအေယာဝတီမြစ်တွင်အကြီးဆုံးငါဖက်နဲ့ ဝမ်ဘူးပကြီးမြောင်းရက်ခွင်းပကြီးမြောင်းမှာအလွင်ကြီးမတဲ့ငွေငထွေကြီးတွေကိုပန်းစီရမိပြီဆိုရင်ငါးကြီးတွေကိုမတက်ဖင်းနဲ့မြေတွင်းကို ပြန့်လွှတ်လေရှိပါတယ်ပတ်တကြီးလှုပ်သူရဲ့အသက်ပတ်တကြီးလှုပ်သူဖခင်ရဲ့အသက်ထက် အလေးချိန်ပိတ်သာစီတော့ငွေကြီးတွေကိုရွှေရည်ငွေရည်တွေကိုလောင်းပြီးတော့၎င်းဥကောင်းကိုရွှေရည်ချလို့တော့၎င်းမြေတွင်းကိုပြန့်လွှတ်လေရှိပါတယ်အသက်ရွယ်ကြီးတဲ့ငါးကြီးတွေကိုတက်ဖြတ်ပြီးပါကောင်းထိုရေလုံသားတို့ရဲ့ မိသားစုဘဝမှာတသက်လုံးပဲနလမထူနိုင်တော့ပဲစင်းရဲမွေးတည်ပြီးတော့ပိုက်ပြုတ်လေပြုတ်သားခွဲမယားခွဲစတဲ့အတ္တိဒုက္ခတို့ရောက်ရလေရှိတယ်တူတူကြကြကမိယဆန်းတဲ့ဖြစ်ရည်တွေကိုလည်းကျုံတွေ့ရတဲ့ငါးကြီးများဖြစ်ပါတယ်မန်ပြေကျွင်းရင်းအင်းတဲ့ကထူးဆန်းတဲ့ငရွေးကြီးပြီးခဲ့တဲ့နှစ်ကမန်ပြေကျွင်းရွာရဲ့အရှိမြောက်ဖက်အင်ဂျီတွင်တစောင်းတနည်းလုံး ရည်တင်ပြီးတော့ကျင်းရစ်ခဲ့တဲ့အင်းနဲ့မောင်ငရွေးကြီးတကောင်တင်ကြံနေခဲ့ပါလေကိုတင်မိုးရဲ့ပြောပြချက်အရဆိုရင်တော့သူ့ရဲ့လက်တစ်ဖက်သာတောင်းချင်းကျောင်းတောင်းရဲ့လုံးပတ်နှိပါရှိမယ်လို့ဆိုပါတယ်ငါကြီးမောင်အင်းရည်တဲ့တဆောင်းတနည်းလုံးမြည်ရည်ကြချင်းမဆလို့တင်ကြံရစ်ခဲ့ခြင်းဖြစ်တယ်အင်းနဲ့ငရွေးကြီးတင်ကြံနေရတဲ့အဖြစ်ကိုရေလုတ်သားများကလည်းသိပါတယ်အင်းဒီကိန်းတောင်သူလောက်ကိန်းနေကြတဲ့သူတွေလည်းသိကြပါတယ်အနီးနားမှာနေတဲ့ ြည်ရလူများကလည်းသိရှိကြတယ်။အများသိရှိကြခြင်းကလည်းငါကြီးမောင်အင်းတွင်းကိုငုတ်ချီပေါ်ချီတွေ့နေရသောကြောင့်ဖြစ်ပါတယ်။ရေလုံသားတို့ချုပ်ကငရွေကြီးကိုပိုင်မြတန်းကျိုးမြနဲ့အမျိုးမျိုးထုံပန်းဖို့ကြံစီကြိုးပမ်းကြရအောင်ပိုင်မြပေါပြပြီးလွတ်ထွက်သွားတယ်။ငရွေကြီးမောင်လူတို့ရဲ့စိတ်ကြံကိုကြိုတင်သိရှိနေခြင်းပဲဖြစ်ပါတယ်။ဒီနေ့မှာတော့ရေလုံသားတို့ဟာငါကြီးကို ဒီတခါပေါ်ဝင်ရင်ပေါ်ကြီးစမ်းဖမ်းဆီးမယ်လို့ကြုံသွားပြီးတော့လေတစင်းနဲ့တူတွေ့ချိတ်ကိုအသိပြင်းပြီးတော့စောင့်နေခဲ့တယ်။တော့တို့နေ့ကငါးကြီးကလုံးဝပေါ်မပြတော့ပါ။နောက်ရက်မှလည်းလုံးဝပေါ်မပြတော့ပါ။လုံးဝမပေါ်ဘဲနေခဲ့ဒီမှာရက်တော်ကြာလာခဲ့တယ်။ဒုက္ခတို့ကြာလာခဲ့တာနဲ့ငါးကြီးကိုတတ်မဲ့ဖြစ်မဲ့လို့ကြုံသွားသူကိုယ်တိုင်တော့မရွေးကြီးကိုအသင်ကိုမတက်ပါဘူး။မဖမ်းဆီးပါဘူး။ပေါ်လို့ပြပါလို့ပြောပြတဲ့ခါမှာ ငါကြီးမောအင်းလေကောင်မောကိုလုံးကိုရေဖို့ပြီးကုပြရအောင်ပေးကောင်လှင်ငယ်20နဲ့တူတွဲယူပြီးကမ်းပေါ်ကိုပေါ်ပြီးတော့ကပြခဲ့ပါလေအရွေးကြီးတစ်ခါပေါ်လို့ပြရတဲ့ဆိုတဲ့တဲ့ရင်ကြောင်းလူများလာရောက်ကြည့်ရှုကြတယ်တို့တော့လူလာတိုင်းပေါ်လို့မပြတော့ပါတို့ကဲ့သို့ငါကြီးပေါ်လို့မပြရင်ငါကြီးကိုတတ်မယ်လို့ကျင်းဝါသူကိုယ်တိုင်အင်းရဲကုန်းကုန်ပြီးငါကြီးကိုဗဟန်းနာစီကပွေပြီးတော့ရေဘော်ကိုဖော်ပြပေးရတယ် လူကိုယ်လည်းလုံးဝအန္တရာယ်ပြုတာမတွေ့ရပါလာရောက်ကြီးရှိတဲ့သူတွေကိုလည်းလုံးဝအန္တရာယ်ပြုတာမရှိခဲ့ပါငါးကြီးမှာတကယ့်သူတော်ကောင်းငါးကြီးဖြစ်တဲ့အညီဟောက်စားတဲ့သမေသားငါးတွေကိုပြေပေါကျွေးမယ်ဆိုရင် လုံးဝမစားပဲထမင်းကလွဲရင်မိတိအစားကမှမစားတဲ့ငါးကြီးပဲဖြစ်ပါလိမ့်လူတို့ရဲ့စိတ်တဘောကိုလည်းသိနေတယ်လို့ပဲဖြစ်တယ်ငရွေးကြီးမောင်ထုတ်ခဲ့တဲ့ပေါ်လိုက်မပေါ်လိုက်ရှိအောင်အချင်းအပြင်းလည်း ရက်လာလို့ကြံမြင့်လာတာနဲ့ရရွာမောင်းရှင်းမီနောင်မေလူကြီးသူမများကနေပြီးတော့အတင်းငယ်ရွေးကြီးပေါ်လို့ပြပါတကယ်တော့ပေါ်ပြရင်အတင်းငယ်ရွေးကြီးကိုကျွန်တော်တို့ရရွာနေသူနေသားအပေါင်းတို့ကအတင်းတွေကုသိုလ်ကောင်းမှုဖြစ်စေတော့ကဆွင့်ချဝယ်ပြုလုပ်ပေးပါမယ်တကယ်တော့နှုတ်ကတိထားပြီးတော့ပြောဆိုတဲ့အခါမှလည်းငါကြီးကပေါ်ပြလာပြန်ပါလေရွာသူရွာသားများနဲ့ နေသူနေသောအနိနာနေထိုင်ကြတဲ့သူတွေကလည်းငါကြီးကိုဂရိတိုင်ပင်တန်ဃာတော်များကိုပင့်ဖိတ်ပြီးဆွန့်ချအမြတ်တမ်းများပေးဝေခဲ့တဲ့ဒါနပွဲကို ပြုလုပ်ပေးခဲ့ကြတယ်။ငါကြီးကိုရည်စူးပြီးအမြတ်တမ်းပေးဝေကြတယ်။ထူးခြားတိုက်ဆိုင်တဲ့အဖြစ်ရတစ်ခုပေါင်းဆွန့်ချအမြတ်ပေးဝေတဲ့နေမှာပဲငရွေကြီးသိဆုံးသွားခြင်းဖြစ်ပါတယ်။သိဆုံးသွားတဲ့ငါကြီးကိုမြေကြီးမှမြုပ်နှံလိုက်ကြတယ်။ထိုထူးဆန်းတဲ့ငရွေကြီးကို ထိုရွာကလူများနဲ့အတိဘွားကရေဆက်ပဋ္ဌာန်းဆက်တို့ပါလာခဲ့ကြတော့ဘသူမှတေချာကနာစွာမသိနိုင်တော့လေရွာသူရွာသားများကဆွင့်ချအမြတမ်းပေးဝေလိုက်တာနဲ့တပြိုင်တည်းနေခြင်းမကူပဲသိဆုံးပြီးဘဝပြောင်းလဲရတဲ့အဖြစ်ကိုတော့အလင့်ကိုကျုံတော်ကျုံငယ်ဒူးချစွာကျုံတွေ့ရတဲ့ဖြစ်ရတစ်ခုပဲဖြစ်ပါတယ်ငရွေးနဲ့ဖြစ်ရဆံကစုံနေုံလရေဥပောက်ကလာရေဝတိမြည်ရည်ဒီလင်း အနေငယ်အယောင်ပြောင်းလာပြီးတော့ရေလုံသားကြီးများရဲ့အခေါ်ရောက်ရေပြာထခြင်းပဲဖြစ်ပါလေရေဥပောက်ကာလချင်းဖြစ်လို့ဧရာဝတီမြေတွင်းမှာရှိတဲ့သားချင်းငါးချင်းမြောင်ဥချအတိုင်းဝင်တဲ့ဝကျင်းဝတ်တဲ့အချိန်လည်းဖြစ်တယ်ငရွေချင်းမြောင်လူတွေကိုအန်တရပေးတယ်ဆိုတော့လေမိချောင်းများကဲ့သို့အချိန်ကာလရာသီမြွေလူကိုကိုက်ဆွဲဒုက္ခပေးတဲ့တာမျိုးမတွေ့ရပါယခုကဲ့သို့ကဆုံနေုံရေဥပောက်ကာလအချိန်မှာတော့အန်တရကြုံတွေ့ရတတ်ပါတယ် ရေဥပေါကာလတွင် ထိုကဲ့သို့ငရွေကြီးများသာမဟုတ်တခြားငါငယ်များဖြစ်တဲ့ငကြောင်ငဖဲလို့ခေါ်တဲ့ငတပြောင်းစတဲ့ငါငယ်တို့မှလည်းသူတို့ရဲ့အတိုက်အကျင့်နေရရှိတယ်။နေရနီးတဲ့ဘက်မှာလူနဲ့အချောင်းသာသာငါတတဝါတို့လာရောက်မယ်ဆိုရင်လည်းရံပြုတ်တိုက်ခိုက်လေးရှိပါတယ်။၎င်းတို့ရဲ့တောက်ဥချင်းများကိုကောက်ွယ်တဲ့အနေနဲ့စောင့်ရှောက်နေခြင်းပဲဖြစ်တယ်။ငါဥချင်းမောင်အဓိကရန်သူများမောင် စွန်းနဲ့တခြားအသားစားတဲ့ငါးမျိုးနွယ်တွေပဲဖြစ်ပါတယ်။ငါ့ဦးချင်းမြတ်မောင်ငါမကဥချယုံသားချပြီးတမပေါ့မချင်းငါထီးမြတ်ကကျင်းကိုစောင့်ရှောက်ကြရတယ်။ရေဦးပေါ့ရေပြာထချင်းမောင်ထူးထူးခြားခြားတရင်တစ်ခုကြာခဲ့ရပါတယ်။မြေရေချိုးစိမ့်နေငရွေးဆွဲကြိုက်ခံရတဲ့အဖြစ်ပြပဲဖြစ်တယ်။ရေဦးပေါ့ရေပြာထချင်းမောင်ထိုကဲ့သို့ငရွေးဆွဲကြိုက်ခြင်း ကြုံတွေ့ရတဲ့ငရွေးများက လူတို့ကိုဆွဲတယ်ကြိုက်တယ်ဆိုတော့လေအချင်းရသည်မရွေးကြိုက်ချင်းဆွဲချင်းမရှိပါဘူးတော်တော်ထိုနေ့ကငရွေးကြီးအတိုင်းနင်းပဇွန်သွားပြီးတော့နှက်ရအောင်သူ့ရဲ့သားချင်းကိုလာပြီးတော့ဖြည့်စီတဲ့အထင်နဲ့အစွဲခံရခြင်းဖြစ်တယ်မြေကန်နာနေထိုင်ကြတဲ့သူတွေတိုင်းလိုမိုးဆူနာနေမိုးဆူတန်ကနာနေတန်ကလုံးမျိုးကို စီပွားပြည့်မဟုတ်တဲ့တိုင်းဟင်းသာတိုးချက်တစ်ခါချက်တော့လောက်ကင်တက်တဲ့ ဝမ်ပူပိုက်ကြီးပိုက်ကလေးတွေထောင်းပြီးတော့စီးပွားမရှာကြတော့လဲပဇွင်ငုံငားမြောင်းငားနိုင်လို့ကိုမြေကန္တာနေထိုင်ကြတဲ့သူတိုင်းသမင်းစားရည်တော့လုတ်တကြပါလေကဆုံလနေုံလမောင်ကြာလေးလို့ခေါ်တဲ့အနောက်တောင်လီယန်းတို့ရပန်ရခိုင်တိုက်ခတ်တဲ့အခါဟိယဝတီမြေတွင်လှိုင်းတို့အတန်းသည့်ကြည်လာတတ်တယ်။ထို့ကလောက်ပဇွန်တို့လှိုင်းခွေရင်ကြောက်ကောင်းကြောက်ကဘာဟတ်တို့ရှိတဲ့နေရာမှာအောင်းလေရှိတယ်။အဲ့ဒီအချက်ကိုပဲ မြေကန်နာမနေထိုင်တဲ့လူတွေက အထောက်ပေါက်နှောကျင်နေပြီဖြစ်တယ်။ညဘက်နေကင်ဘက် ရေချိုးဆင်းရဲနဲ့ဟင်းဆောင်ငါးပါးစွဲနှိုက်ကြငုတ်တက်ကြတယ်။သို့တော့မြေတိနေရမှအရွေးဆွဲတာကြိုက်တာမကြုံကြရပါဖြစ်ဖြစ်ကြုံတွေ့ကြရပုံကခက်ဆန်းဆန်းလို့ဆိုရမှာဖြစ်ပါတယ်။လူငယ်တဲ့နေရတီကလည်းရွာရေချိုးစိမ့်နေအောင်ကြီးစိမ့်တို့ကြော်ထူးတို့လူငယ်တဲ့တိုက်ပဇွန်စင်းငုတ်နှိုက်နေကြပဲဖြစ်တယ်။ငရွေးဆွဲတယ် ငရွေးကြိုက်တယ်ဆိုတော့မကြမီ ရွာရီချိုးစိမ့်မောင်းကလေးလူကြီးတင်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 း90 60ရီချိုးတကြတဲ့သူတွေကိုတခါမှတော့ငါဆွဲတော့ကြိုက်တော့မကြုံကြရဘူးတော့လေထိုးနေဖြစ်ကအတော့ကိုထူးဆန်းလို့နေပါလေကိုအောင်ကြီးစိမ့်ကိုငရွေးကြီးကကြိုက်ဆွဲလိုက်တဲ့မနက်စောစောမောင်းလွန်ခဲ့တဲ့နေ့ကမှရွာမြောင်ပိုက်မှာပို့တော်လို့နွားငယ်တကောင်အသေးဆုံးခဲ့ရအောင်မနက်စောစောမြေစိမ့်မောင်းနွားတွေကိုယောဂလူတွေ ဝိုင်းပြီးတော့ဖြတ်ကြတယ်။နွားတွေကိုခြေကဥမမကျန်ရေမှာတုတ်တင်စေကြောကြပါတယ်။နွားတွေဖြတ်ထားတဲ့နွားတွေရဲ့တွင်ညီနန်းတို့ကရွာမြောက်ပိုင်းကစေကြောခဲ့ရောရွာတာပိုင်းရေစိတ်တိုင်းဝဲလေပြီးတော့နေတဲ့ဖြင့်မနဲ့ရေချိုးချိန်တိုင်းတွင်ညီနန်းတို့ကမပြေသေးပါ။ညှိစိုးစိုးအနတ်တို့ဝဲပြန်လျက်ရှိတယ်။ဒေတာကန်တို့ရဲ့တွေ့ကြုံရဆိုရင်တော့ပင်လယ်ပြင်ပေါင်းလှေတင်မောတို့နဲ့တွာလာကြတဲ့သူတွေအနေနဲ့ သားစဉ်၅စဉ်မြောင်းသွေးညီနှံများရခဲ့မယ်ဆိုရင်ပင်လယ်တွင်းမှာလူသားသောငမန်းကြီးတို့မှာနှိစရောင်လှေတင်မောတို့ကိုအတင်းတက်ခဲ့လေရှိကြောင်းသွေးညီနှံရပြီဆိုရင်ငမန်းတို့မှာသွေးဆော်လာပြီးတော့လူနဲ့တခြားသတ္တဝါတွေကိုရံမှုလေးရှိကြောင်းမှတ်သားသိရှိကြရပါတယ်ထို့နည်းကလည်းနွားတိကောင်အညီနှံ့ကြောင့်ပဲထင်ရပါတယ်တခြားနေရာတွေမှာပဇွန်၌မြစ်ဆက်ရေချိုးနေတဲ့သူတို့ဘယ်သူကမှငရွေးဆွဲတာ ကြိုက်တာမကြုံခဲ့ရထိုနေ့မနေ့ရေချိုးစိမ့်မောင်းဟောင်းကြီးစိမ့်နဲ့ကျော်ထူးတို့နှစ်ယောက်ရော်တော်ပိုင်းရေချိုးစိမ့်မောင်းပဇွင်နိုင်ခဲ့ကြတယ်တယောက်နဲ့တယောက်မလက်မကန်နေရမောင်းပဇွင်ငုံနေကြခြင်းဖြစ်ပါတယ်ပထမတဖို့ငုံပြီးနောက်တဖို့ပြန်ပြီးတော့ငုံလိုက်ချိန်မှာကိုအောင်ကြီးစိမ့်ရဲ့ဘဲဘဲခြေတုံးကိုနောက်ကလူတယောက်လှမ်းပြီးတော့ဆွဲလိုက်တယ်လို့ဖြစ်ပြီးတော့ကျန်တဲ့ခြေတစ်ဖက်ကနေကံပါကိုခြေခံပြီးရေဘော်ကိုတောက်ပေါ်ပြီးတော့တက်လိုက်ရတယ် ရေပေါ်ပေါလိုက်တာနဲ့တပြိုင်တည်းကိုအောင်ကြည်စိန်ကဟာဟေးအောင်ကျော်သူငါချစ်တော့ကိုမင်းမြနောက်ကနေပြောင်ဆွဲဆွဲလိုက်သလားကွာဟာဖရာဘေဘေကြံဘေဘေပါကိုကြီးအောင်ကြည်စိန်ရာကျုံတဲ့ကအဝေးကြီးနေရာမှာငုတ်တာပါရေထဲမှာပြောင်စရာရှာလို့ကျုံမပြောင်ပါဘူးဗျာခမရကိုငရွေးများဆွဲလိုက်သလားဘေဒီချာချာကြည့်လိုက်ပါဦးဗျကျော်သူပြောမှာပဲကိုအောင်ကြည်စိန်သူ့ရဲ့ခြေတော့ကို အသေးချပွတ်တက်ပြီးတော့ကြည်လိုက်တယ်ချင်းမျက်စိထက်တမိုက်အကွာနေရာမှာခြေတော့ကိုငမန်းလော်သွားရခဲ့သူတွေးဆိုပြီးခြေကြောင်းကြက်ရတွေကိုတွေးရှိရပါတယ်ကောကြီးစိတ်ကို ရွာကြီးချိုးစိတ်ကငွေကြီးကြက်ခံရလို့ဆိုတဲ့တတင်းကပြန့်နှံ့သွားခဲ့တယ်ရေချိုးစိတ်နေရာကလည်းအလွန်နဲ့တဲ့ကဘာမြေလိုင်းကြီးမှာလူတကူသောနှစ်ကူသောတော့ဝင်လို့ရတယ်ငွေကြီးမြောင်ဥချအတိုင်ဝင်ရတဲ့ အလွင်ကောင်းတဲ့နေရာလေးဖြစ်ပါတယ်။ထိုနေရာဤတစ်ဝိုက်မှာပဲလွန်ခဲ့တဲ့ဆင်းနှစ်ဆင်းကားနှစ်ဝင်းကျင်ကာလကပဲအီယာမငွေကြီးမှာရွှေတောင်ပိုင်းကနေမြောက်ပိုင်းအထက်ရင်မောထိပ်တိုင်းညာခါလတ်တာတာမှာမြကြခဏပေါ်လျက်မြင့်တွေ့ရတယ်။ပေပါလုံးရွေးများရှိပြီးတော့တခါပေါ်ရင်တော်တော်နေပဲငါကြီးကပြန်ပြီးတော့မငုံနိုင်ပဲရေပုံပေါင်းမြင့်တွေ့ရကြောင်းပြောပြကြပါရစေ။ရွှေတောင်ပိုင်းကအသက်60ကျော်ဦးဖိုးအေးက အောင်ကြီးစိတ်ကိုဆွဲတဲ့ငရွေးကမင်းညကနွားပြတ်ထားလို့အမေသာအညီနဲ့ပင်လေတဲ့ကငမန်းကြီးတွေလို့ငရွေးကြီးကသူ့ရဲ့သားချင်းကိုဝင်ရောက်ဖြစ်စည်းလာလို့သာတွင်ညီနဲ့ရတဲ့အထင်နဲ့အဲ့ဒီကလူကိုကြိုက်တာဖြစ်ရမယ်ဒီလိုရသေးချင်းပဇွေနိုင်လို့ငရွေးအဆွဲခံရတာအဲလွန်ခဲ့တဲ့15နှစ်လောက်ကဝင်းမောင်းတဲ့အောင်ကြီးစိတ်နှစ်ယောက်ပဲကြောက်ဘူးသေးတာဒီငရွေးကြီးတွေကအလွန်ကိုသစ္စာရှိတဲ့ နှငါးကြီးမျိုးတွေအကြောင်းမဲ့ဘယ်သူကမှအန္တရာယ်ပြုတာမတွေ့ရဘူး။တွင်ညီနိုင်ရလို့သူသားချင်းပြတ်မဲ့အထင်နဲ့ဒေါသတကြီးကြိုက်ဆွဲတာဖြစ်လိမ့်မယ်။လူတွေကိုအန္တရာယ်ပေးခြင်းရင်တော့အချိန်မီဆွဲကြိုက်လို့ရတယ်။မင်းတို့ရွာရီချိုးစိတ်မှကလေးလူကြီးဒီနေ့ဒီနေ့ဦးရာခိုရီရေချိုးရေခတ်နေကြတာအရင်ဘယ်သူကငရွေးဆွဲတာကြားခဲ့ရဘူးတော့ကွာဟမ်။အခုကသူ့ရဲ့တာပေါချင်းဖြစ်လို့ဖြစ်ရတာပဲ။မင်းတို့နောင်လောင်နောင်သားလူငယ်တွေ ပူသူတာဖြစ်စရာပြောပြအောင်မယ်မယုံမရှိနဲ့နော်တည်တည်ချာချာမှတ်ထားအခုလောငရွေးကြီးတွေဥချာတိုက်ဝင်တဲ့နေရာတဝိုက်ဘလောက်ပဲရေနဲ့နဲ့မြေချောင်းတွေပဲဖြစ်နေပါသေးလာမယ့်နှစ်နိုင်ငံအတွင်းမှာ တောင်ထွင်းတောင်ထွင်းရာကနေကျွေးမြေတွေပေါ်ပြီးတော့ကောင်းစားမယ်နမိတ်ပဲကွာလွန်ခဲ့တဲ့15နှစ်20ဝန်းကျင်ကလည်းဒီလိုပဲငရွေးကြီးတွေအတိုက်ဝင်ဥချာနေရင်ကမကြပါဘူးဗျာငါတို့ရွာကျွေးမြေကိုင်းမြေတွေပေါ်ပြီး ကောင်းစားနေလိုက်တာအခုကျွန့်ပြက်တာဘာကြသေးတာမှတ်လို့ထုတ်ခဲ့တဲ့ဆိုကဥဖိုးအေးကစကားကိုအဆုံးသတ်လိုက်ပါလိမ့်။ကောင်းကြီးစိတ်ကိုငရေဆွဲပြီးတဲ့နောက်ပိုင်းထွန်းညမောင်းနောက်ထပ်ပဇွန်ငါနှိုက်ချင်မပြူတော့ပါ။တို့တော့ဒီနေ့တိုင်းဘသူကမှငရေဆွဲတာကြိုက်တော့ဟောင်းနေ့တိုင်းဒီနေ့ဒီချိန်တစ်ခါမှတော့မရှိကြတော့ပါမကြုံကြရတော့ပါငရေကြီးမြောင်း ဥကျတိုက်ဝင်တဲ့နေရာကောင်းစားမဲ့နမိတ်မြေကြီးကြောင့်များမြေကြီးတိုက်စားမှုပေါ်မူတည်ပြီးတော့ဒီနေရာထဲမှာနေရှိကာလာများစွာစည်စင်းနေလေမရှိတတ်ပါအစဉ်ပြောင်းလဲနေတတ်ပါလေမြေကြောင်ရေသွားလမ်းပြောင်းလဲတဲ့ဆိုရမှာလေမြေရဲ့အရှိဘက်အနောက်ကဘာကမ်းပါနဲ့တောင်များနှစ်ဖက်ညက်ပြီးတော့ပိတ်ခါစည်စင်းနေတဲ့မြေချင်းနေရာများကိုမဆိုလိုပါမြေရဲ့ရှိဘက်ကဘာမြေကပရန်နဲ့ အနောက်ဘက်မြေရည်ဆက်မူရသည်ရေယံဝတီမြေရည်ရေပြေကမ်းရှမ်းတဲ့အချိန်အရှိဘက်ကနဲ့အနောက်ဘက်ရည်ဆက်တုံမိုင်ခွဲဝေကာကျေဝင်းတဲ့ဒေသများကိုဆူလိုခြင်းဖြစ်ပါတယ်။ဝါရုံးကာလမြေရည်ပြေရှမ်းခြင်းဟိုဘက်ကမ်းဆက်ဒီဘက်ကမ်းဆက်တုံမိုင်လေးမိုင်ကျေဝင်းတဲ့ဒေသများမှာရေယံဝတီမြေရည်ပေါင်းစောင်းကာလလူရသည်လိုကာလအချိန်တုံးပေါင်းမြေရည်ပြေပေါင်းမြေရည်ရှိဘက်ကဘာမြေကြောက်ကံပါကဲ့ရဲ့ဖြစ်စေ အနောက်ဘက်တောင်ကြီးကန်းဆက်ကဖြစ်စီစီးစင်းနေတာ တွေ့ရတတ်ပါတယ်ထို့ကဲ့သို့တစ်ဖက်ကစီချိန်ပေါင်းတစ်ဖက်မှာတောင်းနေထွင်းနေတဲ့အခါမှာထွင်းနေကျင်းကိုင်းမြေတွေပေါ်တဲ့အခါမှာပေါ်လျက်ရှိတယ်တခါတည်းရမောင်းဟိုဘက်ကန်းဆက်ဒီဘက်ကန်းဆက်အချိန်မှာမြင်းတို့ကျွန်းနေပေါ်ပြီးအလဲကောင်မောင်းမြည်ရီကြောင်ပေါက်တဲ့အခါမှာလေးပေါက်တော်ကိုတွေ့ရပါတယ်မြည်ရီကြောင်တို့မောင်းရှိလူကြီးတို့မတို့ရဲ့ပြောစကားအရဆိုရင်တော့မြည်ရီကြောင်ကြီးမြောင်းနှစ်ပေါင်းတရာရှိရင် ပြောင်းစမြဲလို့ပြောဆိုမှတ်သားရဖို့ပါတယ်။မြေကြီးကြောင့်ကြီးများပြောင်းလဲရမယ်ဆိုရင်ကြိုတင်ပြီးတော့အတိတ်နမိတ်မြောင်းပြတ်တတ်တယ်လို့ဆိုတယ်။မြေကြီးကြောင့်မြောင်းစေစုနဲ့နှစ်ခုသုံးခုကြာမှလကောင်း၄၀၅၀မှလကောင်းပြောင်းလဲတာကိုကြုံတွေ့ရပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်း50ကျော်ဝန်းကျင်ကလမြေကြီးကြောင့်ပေါင်းစိုက်သူတို့ဒေသမှာယခုစင်မကျွန်းရွာရဲ့အနောက်ဘက်ကမြေကြီးကြောင့်တမဟုတ်နွေတင်ဘောကြောင့်ပေါက်လျက်ရှိကြောင်းထိုချင်းက ဤနယ်မန္တလေးအမြန်ပြေးဆွဲတဲ့အမြန်တင်မောလေးကိုကြည်လို့ရင်ရွက်ရဲ့နောက်ဘက်ကပားထိပ်မကြီးပင်မကိုတက်ပြီးတော့ကြည့်ခဲ့ရတယ်လို့ဆိုပါတယ်ထို့ကလားအရှိဘက်ကပားနဲ့အနောက်ဘက်တောင်ချေကဒေသတို့မှာဂိုင်းမြေကျွင်းမြေတို့ပေါ်တဲ့နေရာပေါ်တောင်နေထွင်းအင်းရီတင်ပြီးတော့ကြံခဲ့တဲ့နေရာကတင်ကြံခဲ့တာကိုတွေ့ရပါတယ်ဂိုင်းတောင်သူများမောင်းဂိုင်းမြေကျွင်းမြေပေါ်ရွာတည်ပြီးတော့ဂိုင်းတောင်သူဖြစ်အတံမွေးသူများဖြစ်အောင် လက်ခတရံမြင့်ရီကျောင်းတို့ပြောင်းလဲပြီးကမ္ဘာမြေများပြိုကျတဲ့ခမောင်းရွာတွေနေရရွှေ့ရတာကတမျိုးကိုင်းမြေတို့ကမ္ဘာတွေပါသွားလို့လောက်ကင်စားတော့ဆရာမြေမရှိလို့အတ္တိဒုက္ခရောက်ခဲ့ကြရတာကတမျိုးစီးပွားပြက်ပေါ်ပွပြက်ကြရပါတယ်မြင့်ရီကျောင်းများပြောင်းလဲခြင်းကြောင့်တစ်ဖက်မှာစီးပွားပြက်ဒုက္ခရောက်ခဲ့ကြရတယ်လို့တခြားတစ်ဖက်ကမ္ဘာကိုင်းမြေကျွင်းမြေတို့ပေါ်ပြီးတော့လောက်ကင်စားတော့ဆရာမြေတွေပေါ်ပေါက်လာလို့ တမိသားစုချင်းတရွာချင်းတနေရဒေသတွင်းမှာပဲစီးပွားရေးလုပ်ငန်းများတိုးတက်ပြီး ပြန်ပြီးတော့ကောင်းစားနေပြန်ပါလေရှိကမြေကြီးအကြောင်းများပြောင်းလဲပြီးကောင်းစားတော့မဲ့အခြေအနေတွေကိုအတိတ်နိမိတ်တို့ပြခြင်းစနီးတပေါင်းပေါ်ခြင်းများရှိတယ်လို့ဆိုတယ်လွန်ခဲ့တဲ့9နှစ်ဝင်းကျင်ကတော့ရွာရဲ့နောက်ဖက်ရေချိုစိနေရမောင်းကစုံနေုံလောက်မြေကြီးနောက်ရေပြထားခြင်းမောင်းပဲစွင်နိုင်သူသူငွေရွှေဆွဲခံခဲ့ရပါတယ်ငွေကြီးများ တခြားချင်းယာတိကာလလူနဲ့တခြားတတ္တဝါတွေကိုဆွေးချင်းကချင်းတွေကို မကြောင်မကြုံကြရဘူးပေါ့ပြည်စိမ့်ပေါ့ဒီနေ့ကလေးလူကြီး၃၄၅၀၄၀ရေချိုးရေခတ်နေကြတာရှိခဲ့တယ်ဘယ်သူကမှအန္တရာယ်ပြီးတော့မကြုံတွေ့ကြရပေါ့သူတွေကငရွေးကချင်းခံရခြင်းပါလေတောက်ပေါချင်းငရွေးသားချင်းနေရာနီးပဇင်ငုတ်သူကသွားပြီးတော့ငုံပြီလို့ငရွေးဆွဲခံရခြင်းဖြစ်ပါတယ်ဥချတိုက်ဝင်ခြင်းဖြစ်လို့ တာချင်းဆောင်တဲ့ငတိငါဖို့ကကိုက်ဆွဲလိုက်ခြင်းဖြစ်တယ်။အရွေးကြီးဆွဲခံရပြီးတဲ့နောက်ရွာထဲမှာတက်ရွေးရောက်အတွေ့အကြုံရှိသူဦးဖို့အေးရဲ့ပြောပြချက်ရောက်ငါကြီးတာချင်းငရွေးကြီးတွေအတိုက်ဝင်ဥချတဲ့နေရာကနောက်ထပ်တနေ့နေ့အတွင်းဂိုင်းမြေကျွင်းမြေတွေပေါ်ပြီးကောင်းစားမဲ့နမိတ်လို့ပြောခဲ့ပါတယ်။ငရွေးကြီးတိုက်ဝင်ခဲ့တဲ့နေရာမှာမိကလာမြည်နေချိန်မှာပဲဖြစ်တယ်။ ရေနဲ့ခုနှစ်လမ်းရှစ်လမ်းရှိတဲ့နေရာဖြစ်ပါလေ။ငွေကြီးတာဝန်ပြီးတဲ့နောက်ထပ်နှစ်နှစ်ကျော်ကာလမှာထိုနေရာတစ်ဝိုက်တောင်မြင်နေဖုံးကတဖြည်းဖြည်းကျင်းမြင်သူကိုင်းမြင်မြောင်းပို့ချပြီးမြေကြီးကြောင့်လည်းအနောက်ဘက်ကိုပြောင်းလဲကောင်းထိုကျေးရွာတစ်ဝိုက်ဒေသခံမြောင်းကိုင်းမြေကျွေးမြေတို့နဲ့စီပင်ကောင်းစားလျက်နှစ်ပေါင်း15နှစ်20ဝန်းကျင်ထိကြာမြင့်ခဲ့ပါလေ။ဒါကြောင့်ရှေးလူကြီးသူမတို့ကငွေကြီးမြောင်း အတိုင်ဝင်ဥချတဲ့နေရာတွေကိုအဲ့ဒီနေရာကောင်းတွေကို ကောင်းစားမဲ့အတိတ်နမိတ်တို့ပြောဆိုလျက်ရှိနေခဲ့ပါတယ်။နိုင်ငံရေးကိုကြုံဝါသူအရေးကြီးများကိုဖန်စီတက်ဖြတ်ဖို့နေနေသားသောအရေးကြီးကိုကြုံဝါသူတို့ရဲ့ကိုယ်တွေ့ကြုံခဲ့ရတဲ့အဖြစ်အပျက်တစ်ခုကိုရေးသားတင်ပြလိုက်ရပါတယ်။မောင်ပေါ်ဦးဆိုသူကနေဘက်မှာမြည်သည့်လုပ်ငန်းကိုမှမမေ့ရရလုပ်ကြရလိမ့်မရှိဘူး။ ရောင်60လို့ခေါ်တီတီသွားလာပြီးအချိန်ကုန်နေလေရှိတယ်။ညနေပိုင်းထတော်သွားထရေတောက်ပြီးတော့မှပြန်တက်လာတယ်။တို့ရတွင် သူညဘက်မှာလှုပ်တဲ့အလုပ်ကသူများထက်တော့တွက်ချိခဲ့တယ်။သူ့ရဲ့ပဇွန်ငုတ်ပဇွန်ဖန်းတဲ့နေရာမှာတော့နှစ်ယောက်မှရှိပါ။ပဇွန်များရနိုင်မဲ့အချိန်ရသေးကို သူကအပိုင်တည်တယ်။ဒါကြောင့်မို့နေတော့ပြတ်သူလာလိမ့်မောင်းဘာလို့ပဇွန်ငုတ်လေးမရှိ။ဒီရတဲ့မောင်းမြည်ရီကလည်းကြည်စိမ့်လို့ အီကလည်းအီလိုင်းလီကလည်းမြည်သက်နေသည်မဟုတ်ပါလားတကုကစုံနေယုံလေဦးမူကြခြင်းမြတ်မောင်မြည်ရီကလည်းတို့ရေကြီးနေရမခက်ပြပြခဏတော့ဖြစ်လောင်းလိုင်းဘုတ်သည်ဖြင့်ငါပဇွန်နေကုံမှန်ကံမှန်မသိတော့ပဇွန်နေလိုင်းခွေရင်နဲ့ကဘာမြေကြောက်ဆုံးကြက်သားတွေမောင်ဝင်ပြီးခိုးတော့မှဘောက်ကအလုစာပါတယ်ဒီချိန်မှာငထွေငရွေ ငကြောင်ငတပြောင်စတဲ့ငါတို့ဥဝိကျင့်ခတ်လေးရှိကြတယ်ညတိုင်းလိုလိုပြွင်ငုပ်ဖြစ်တယ်လာမိုက်တဲ့ညတညမောင်ပေါဦးကရခင်ညမြကဲ့သို့မြေဥတျောက်တယောက်ထဲငုပ်ပြီးတော့ဆုံးသွားဒီမောင်ရခင်မရောက်တဲ့နေရာများထိရောက်သွားခဲ့တယ်တနေ့ရက်မောင်သူပြွင်ငုပ်နေစဉ်သူ့ရဲ့ခြေထောက်ကိုနောက်ကလူတယောက်ကအာကုံဆွဲပြီးရမ်းလိုက်တဲ့ကဲ့သို့ခံစားလိုက်ရပြီးတဲ့တပြိုင်တည်းသူကြောက်စိတ်တွေဝင်လာပြီး တင်းတဲ့ခြေထောက်တစ်ဖက်နဲ့ကဘာမြေကိုကန့်ပြီးတော့ကုပြေခဲ့ရတယ်။ကမ်းမော်ကိုရောက်တဲ့အခါခြေတလုံးကိုစမ်းကြည့်လိုက်အောင် ခွေးဆွေးရကြီးကဲ့သို့ခြေရကြီးများကို အမောင်းထဲမှစမ်းပြီးတော့တွေးလိုက်ရတဲ့ပြင်စေတန်တန်တွေးစတွေးနာများကိုပေါ စမ်းမိလိုက်တယ်။ခြေတလုံးကို လုံကြီးဝင်းနဲ့ပက်စီလီရဲ့အိမ်ကိုခတ်တုတ်တုတ်ပြန်လာခဲ့တယ်။မနဲ့မိုးလင်းတဲ့အထိသူကိုဆွဲလိုက်ဒီမောင်းမြင့်တိငါမမသိလို့ရွယ်တဲ့ကောင် ရေလုံငန်းနဲ့အတံမွေးဝမ်းကြောင်းသူပါကြီးဦးစန်းနေကိုအဖြစ်ပြက်ကိုပြောပြပြီးတော့မိမြန်ရွာတယ်အေးကွာညကမင်းကုတ်တဲ့နေရာကရေကလည်းနဲ့ကျောက်ကဘာကလည်းဇောက်ထိုးနေရဆိုတော့ငရွေချင်းအတိုင်းနာမှာဖြစ်လိမ့်မယ်။တွားချောင်းရကြီးတွေကလည်းလက်တန်းလုံးလောက်300တောင်တွေ့ရတော့အေကန်နာဒီငယ်တဲ့ငကြောင်းတို့ဘာလို့မဟုတ်တာတော့သိကြတယ်ကွာ။မင်းကိုဆွဲတာငရွေဖြစ်လိမ့်မယ်။ ဒီချိန်မှာငရွေးတို့ကဦးကျင်းတမ်းမှာအမြင့်ဆောင်ရှောက်နေတာနဲ့တခြားမျိုးတို့ငားလေလာရင်ကြိုက်လေရံမှုလေးရှိတာသူတို့ရဲ့တဘာဝပဲကွမင်းကိုညာကဆွဲတာငရွေးဖို့ငားဖို့ကြိုက်တာသိကြပေါ့ပဲတို့ကဲ့သို့ဥစံတင်ကရှင်းပြတော့မှသူကိုဆွဲတော့ငရွေးဖြစ်မှဘာလို့တည်တော်လဲတို့ကမှဟမ်ကျုပ်ကိုညာကကြိုက်တဲ့ငရွေးကြီးတော့လားဘာဟုတ်ကြောင့်ကောင်းကောင်းသိရသေးတာပေါ့ကွာဟမ် အဲ့ဒီငရွေးကိုကြိုရောက်အောင်ဖမ်းပြီးတော့သူ့အသားကိုအရက်နဲ့မိပြင်မယ်ငှားမြန်ဘာမှတ်တော့ကွာထုတ်ခဲ့သူကြုံသွားလိုက်ပါလေတွေ့တော့ဘာဦးတယောက်ငှားမြန်ချိန်တယ်ငှားကြည့်ချိန်မဲ့ပြစင်းမြောင်းငှားရှင်စာရီနဲ့တူသူ့အဆွဲခံရတဲ့နေရာတစ်ဝိုက်မှာတနေ့ကို ထောင်းပြီးတော့ဖမ်းတော့လေငစားကိုတစ်ချက်ကလေးမှမတွေ့လို့မိုးချုံမဘာဦးတယောက်မကြီးမနက်နဲ့အိမ်ကိုပြန်လာခဲ့ရတယ်ထို့ကြောင့် ဘဝရဲ့ဒုက္ခမှာတော့ပတ်သက်ဖြစ်ပါဒေါသစိတ်ခံမင်းစိတ်နဲ့အိရတဲ့စောစောဝင်ခဲ့တယ်တော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 ်နဲ့အိလိုမပြောခြေတော်တန်ရကလည်းစိတ်ကနေစိတ်ကနေကြိုက်နေပါတယ်ညာဆန္ဒနာကြီးကြောသွားတာနဲ့မိခင်နဲ့အိပ်ပြောသွားရောငါကြီးကဘဝကိုအိမ်မက်ပေးပါတယ်ဘဝဘဝဟဲ့ကောင်ထာဇန်ထာဇန်မင်းကငါ့ကိုဖမ်းပြီးအရင်နဲ့မြည်မယ်လေးပါလိမ့်နဲ့ငါကိုကျုံသွားတဲ့ကောင် မင်းရပဲငါကိုမိအောင်ဖမ်းနိုင်မလားငါပဲမင်းကိုဖမ်းနိုင်မလားဆိုတော့သိရအောင်မနှက်ပြန်မိုးလင်းတာနဲ့ရေတဲကိုမင်းစင်းဝင်ရင်စင်းခဲ့စမ်းငါကြောင့်ကိုမင်းကောင်းကောင်းသိစေရမယ်တုတ်ကဲ့သို့ဆိုကောင်းသုံးကျင်တယ်အောင်အိပ်မက်ပေးပါလိမ့်ထိုခါမှဘာဦးလန့်လို့လာခဲ့တယ်ကြည်တိမွေးညင်းနေထားပြီးစိုးကြီးများတော့ပြန်ပြီးတော့အိတ်လို့လည်းမပြောတော့ပါနောက်တည့်ရမိုးလင်းတာနဲ့ဘာကြီးဦးဆန်းနေကိုညကအိမ်မကြောင်ကိုပြောပြပြီး အကြံဉာဏ်တောင်းရပါတယ်။ငရွေးကြီးတွေဆိုတော့တော်တော်ကိုနှစ်ကြီးတဲ့ငါးမျိုးကြီးတွေကဝဲဘူပိုက်တကြီးတွေတောင်းပါငရွေးကြီးတွေကိုတက်လိမ့်မရှိဘူး။ရွှေရည်ငွေရည်တွေလောင်းပြီးပေးမယ်လွှတ်ကြတာကြီးပဲ။မင်းကသူကျင်တာလဲသွားသေးတယ်။ကျိန်လာမောင်းလာလဲလှုပ်သေးတယ်။မယုံကြည်ဘူးဆိုပြီးရေထဲဆင်းသွားလို့ကတော့မင်းဒုက္ခကောင်းကောင်းတွေ့ပြီမှန်။ပြဒါဆိုရင်အဲ့ဒီငါးကြီးကျင်းတဲ့အောင်ကျုပ်ဘာလုပ်ပေးရမှာတော့ ပြောပြပါအောင်ဗာကြီးဟာအရွေးကြီးတွေကနှငါကြီးတွေဖြစ်တော့လူကျင်နေအောင်မင်းအနေနဲ့ဘုံဘွယ်ငပြောဝဲတွေနဲ့တွားပြီးတော့ကန်းစံနေရာကနေကျွန်တော်မောင်ပေါ့အမိုင်မဲမှုငါကြီးကိုကျုံဝါပြောဆိုခဲ့မိပါတယ်ဒီလိုကျုံဝါပြောဆိုမိတာကိုဖွင့်မယူပါနဲ့ကျွန်တော်မျိုးရဲ့အသက်အန္တရာယ်ကိုလည်းကင်းလွယ်ချမ်းသာခွင့်ပေးပါဘုံဘွယ်ငပြောဝဲနဲ့ကတော့ပြီးတောင်းပန်ပါလေလို့ပြောပြီးတော့ကတော့တုတ်ကဲ့သို့စေခိုင်းလိုက်ပါတယ်ပေါ့လေ ပါကြီးဦးစံတင် ပြောတဲ့အတိုင်းကတော်ဘွဲတဲ့ဘွဲနဲ့တူအထပ်ပါတိုင်းပြောဆိုကတော်ပြီးတဲ့နောက်ပိုင်းထိုးအိမ်မမျိုးမမတ်တော်ပေါ့အနီးနားတဲ့ဘွဲမှာလည်းမြေသူတူတယောက်ကမှငရွေးဆွဲတယ်ဆိုတဲ့တဲ့ရင်မကြရတော့ပေါ့ဟုတ်ကဲ့စိုက်စရာကြီးကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်စိတ်ဝင်စားဖို့ထူးခြားဆန်းခြင်းကံပြရောက်ဖီအမ်မန်ဇလန်ကောင်းလေးကိုပါကြီးစံ channel လေးကနေတင်ဆက်ပေးခဲ့တာဖြစ်ပါတယ် အဆုံးထိလိုက်ပါပြီးနားဆင်ကြတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုအထူးပဲကျေးဇူးတင်ပါတယ်။စာတပုတ်ကိုနားထောင်ပြီးတာနဲ့မိတ်ဆွေတို့ရဲ့ထင်မြင်ဆွေးချက်တွေကိုညာရင်တွေးတဲ့အနေနဲ့ဗီဒီယိုလိုက်တစ်ချက်နဲ့ပြီးတော့ comment မှာဝင်ရောက်ဆွေးနွေးညှင်းခုံသွားလို့ရပါတယ်။အမနာပါနဲ့မိတ်ဆွေတို့ရဲ့ comment တကြောင်ချင်းစီတိုင်းကိုကျွန်တော်တင်ဆက်သူကအလေးထားပြီးစာပြန်ပေးနေပါပြီ။စာဖတ်တာကိုဝါသနာပါပေးမယ်။စာဖတ်ဖို့အတွက်အချိန်မပေးနိုင်။အလုံးပါတယ်ကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်ပါကြည်စံ channel လေးကနေထူးခြားဆန်းခြင်း လောဘဆန်းခြင်းဒေရယင်ဘူပရာလောကကမိယယမတံမှုခင်ဖြစ်ရဲ့မဇလန်ကောင်းမြတ်စွာကို နေ့စဉ်မပြတ်ရှာဖွေပြီးတော့မှဖတ်ပြတင်ဆက်ပေးနေပါပြီခင်ဗျာ